မင်္ဂလာပါခင်ဗျာ one is best ဆိုတဲ့မိတ်ဆွေတို့ကိုအခုပြောပြပေးတော့မှာက one is best kp wait ပေးရနေငွေ20ကိုပြောပြပေးတော့မှာဖြစ်ပါတယ်မိတ်ဆွေတို့နေနဲ့ one is best account ဖွင့်ချင်တယ်ဆိုရင် viber telegram ဖုန်းနံပါတ်399 88 443 395ကိုဆက်သွယ်ပြီးတော့လည်း account ဖွင့်ငွေတွင်းငွေတို့ကိုတခါလေးပြုလုပ်လို့ရပါတယ်ခင်ဗျာကျွန်တော် channel မှာလည်း account ဖွင့်ဒီကိုတင်ထားပေးတာရှိလို့ကိုယ်တိုင်ဖွင့်ချင်ရင်လည်း promo code sn47 ကိုအသုံးပြုပြီးတော့အကောင့်ဖွင့်လို့ရပါတယ်ခင်ဗျာ မူတွင်းဖို့အတွက်မီနူကိုနိုင်ပါအစိမ်းအောင်ဒီပိုဇစ်လေးကိုနိုင်လိုက်ပါခေပင်းနဲ့ငွေတွင်းလေးကိုအရင်ကြည့်အောင်ခေပင်းကိုနိုင်လိုက်ပါကျွန်တော်ကဒီမှာငွေတွင်းနဲ့နမူနာကိုပြောပြပေးသွားမှာဖြစ်ပါတယ် 5000ဆိုတဲ့နေရာမှာမိတ်ဆွေတို့ငွေတမန်ပမာဏကိုထည့်ပါဒီ KB ဖုန်းနံပါတ်ဆိုရင်မှာမိတ်ဆွေတို့ရဲ့ KB ဖုန်းနံပါတ်ကိုထည့်ပေးပါကျွန်တော်ကနမူနာဖြည့်ပြပါမယ် တင်းခေပဲအကောင့်ကန်ဆောင်လို့အမည်ဆိုရတဲ့နည်းလမ်းပါမိတ်ဆွေတို့ရဲ့အကောင့်ခေပဲအကောင့်အမည်ကိုထည့်ပေးပါပမာဏ KB ဖုန်းနံပါတ် KB အကောင့်ကန်ဆောင်တို့အမည်ဒီသုံးချက်ကိုဖြည့်ပြီးတော့နော်အပေါ်မှာအတက်ဖြစ်နေတဲ့ KB ဖုန်းနံပါတ်ဆိုတဲ့ agent ဖုန်းနံပါတ်ရှိပါတယ်အဲ့ဒါကို copy ယူပြီးတော့မိတ်ဆွေတို့ရဲ့ KB ထဲမှာအရင်ဆုံးငွေတော့လွှဲပေးပါငွေလွှဲပြီးရလာတဲ့ KB ဇာတ်လုံးဆောင်မှုအမှတ် transition id လို့လည်းခေါ်ပါတယ်အလုံး20ရှိပါနိုင်မယ်အဲ့ဒါကိုဒီ kbc အလုံးစုံမှုအမှတ်ဆိုတဲ့နေရာမှာအမှန်ကန်အောင်အတိအကျအလုံး20လောက်ပြန်လာပြေးပေးပါခင်ဗျာဒါကတော့နမူနာပြပြချင်တာဖြစ်ပါတယ်မိတ်ဆွေတို့နေတော့ဒီထဲမှာအလုံး20လောက်ကိုအမှတ်ကန်သွားထည့်ပေးဖို့လိုအပ်ပါတယ်ငွေတွင်းတဲ့ပမာဏမိတ်ဆွေတို့ရဲ့ kbc ဖုန်းနံပါတ် kbc account တိုင်ဆောင်လို့အမည် kbc အလုံးစုံမှုအမှတ်အလုံး20လောက်အမှတ်ကန်စွာတိကျဖြည့်ပြီးသွားရင်တော့ အောက်မှာရှိတဲ့အစိမ်းရောင် confirm လေးကိုနှိပ်လိုက်ပါဒါဆိုရင်ငွေတွင်းချင်းလုပ်ငန်းစဉ်ပြီးဆုံးတော့ပါပြီ15မိနစ်တွင်မိတ်ဆွေတို့အကောင့်ထွေးကိုငွေဝင်လာမှာဖြစ်ပါတယ်ငွေဝင်လို့ဆိုလဲ customer store မှာတွားရောက်ပြီးတော့မြန်မာလိုဖြည့်ရှင်းလို့ရပါတယ်နောက်ကိုဗီဒီယိုအစုံမှာထည့်ပြီးတော့မယ်ဗီဒီယိုကိုစောင့်ကြည့်ပြီးပါခင်ဗျာဒါတော့ KB နဲ့ငွေတွင်းချင်းဖြစ်ပါတယ်ဝေးနဲ့ငွေတွင်းတွေကိုကြည့်အောင်ဝေးကိုနဲ့လိုက်ပါ အတူတူပါပဲခင်ဗျာ အပေါ်မှာငွေတွင်းမဲ့ပမာဏကိုထည့်ပေးပါတင်းဝေးပေးဖို့နံပါတ်ဆိုရင်လည်းမေးဆွေရဲဝေးပေးဖို့နံပါတ်ကိုထည့်ပေးပါတင်ဝေးပေးအကောင့်ကင်ဆောင်လို့အမည်ဆိုရင်မှာမိတ်ဆွေရဲ့ဝေးအကောင့်အမည်ကိုထည့်ပေးပါ ဒါကနမူနာဖြည့်ပြခြင်းလားဖြစ်ပါတယ်ခင်ဗျာဒီ၃ချက်ကိုဖြည့်ပြီးသွားရင်တော့အပေါ်မှာ active ဖြစ်နေတဲ့ wave phone number လေးကို copy ယူပြီးတော့ message လို့ဝေးထမငွေတော့လွှဲပါခင်ဗျာပြီးရင်ရလာတဲ့ wave လုပ်ငန်းစဉ် ID transition ID ကိုဒီ transition ID ဆိုနေမှာမှတ်ကန်တော့ပြန်လာဖြည့်ပေးပါဒါကနမူနာဖြည့်ပြခြင်းလားဖြစ်ပါတယ်။မိတ်ဆွေတို့ကမိတ်ဆွေတို့ရဲ့ငွေလွှဲပေးရတာတဲ့ transition ID ကိုမှတ်အောင်ဖြည့်ပြရမှာဖြစ်ပါတယ်။ ဝင်းမှာတခုပို့ထားတာရှိပါတယ်ဒါတော့ငွေတွင်း attribute screenshot ကိုတောင်းရင်ထည့်ပြရပါမယ်ဒီအပေါင်းလက္ခဏာလေးကိုနေပြီးတော့မိတ်ဆွေကခဏငွေလဲထားတဲ့ screenshot လေးကိုထည့်ပြလိုက်ရင်ရပါပြီအငွေတွင်းနဲ့ screenshot ကိုမတောင်းဆိုရင်တော့ထည့်ပေးကြမလို့ပါခင်ဗျာအငွေတွင်းနဲ့ပမာဏအတင်းအဝေးဖုန်းနံပါတ်တင်းအဝေးအကောင့်ကန်ဆောင်လို့အမည်အဝေး screenshot of transition id အဲ့အဲ့ဒါလေးကိုဖြည့်ပြီးသွားရင်တော့အောက်မှာရှိတဲ့အစိုင်းအောင် confirm လေးကိုနှိမ့်လိုက်ရင် ငွေတွဲလာအောင်မြင်တော့မှာဖြစ်ပါတယ်ခင်ဗျာအကယ်လို့ငွေတွဲပြီးတော့15မိနစ်တောင်ငွေမဝင်ဆိုရင်ကျွန်တော် customer support မှာတော်ပြီးတော့ဖြေရှင်းလို့ရပါတယ်ခင်ဗျာမီနူကိုနည်းလိုက်ပါအောက်ဆုံးရဲ့အပေါ်တစ်ခုမှာ customer support ဆိုတာလေးကိုယူလိုက်ပါအပေါ်တော့ချက်ကိုရွေးပေးပါ။ဒီနေရာမှာခဏလေးစောင့်ပေးပါ။

ဒါဆိုရင်မြန်မာ customer service က line out ပြီးတော့မေးမြန်းရရှင်မိတ်ဆွေတို့ကငွေတွင်းရမဝင်တဲ့အကြောင်းကိုဒီမှာမေးလို့ရပါတယ်။အာမြန်မာလိုဖြည့်ရှင်းလို့ရပါတယ်ခင်ဗျာ။အာကျွန်တော်က Nowny SRT channel လေးဒီမှာမေးလို့ရပါတယ်ခင်ဗျာ။အားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်။